ဲကျမအခုပြောပြမှာကအယ်ကိုဟောမီတာလေးအကြောင်းပြောပြပါမယ်။ဒါလေးကအယ်ကိုဟောမီတာလေးပါ။အဲ့အကြောင်းပြောပြပါမယ်။သူကစာလေးရေးထားတယ်နော်။အယ်ကိုဟောမီတာဆိုပြီးတော့မှစာလေးရေးထားတယ်။ဟိုက်ဒရိုမီတာလို့လည်းခေါ်တယ်နော်။အရေးထဲမှာပဲအရေးပဲဖြစ်ဖြစ်အရေးထဲမှာအယ်ကိုဟောပါစန်တေ့ချ်ဘလောက်ပါလဲဆိုတာကိုကြည့်လို့ရတဲ့အတိုင်းလို့ရတဲ့မီတာလေးပါ။အဲ့ဒီအယ်ကိုဟောမီတာလေးအကြောင်းပြောပါမယ်နော်။ ဒီအယ်ကိုဟောမီတာလေးကအယ်ကိုဟောပါစန်တေ့ချ်ကို တိုင်းလို့ရတဲ့အတွက်ကြောင့်မို့လို့ကျမတို့လေကိုဗစ်ဖြစ်တုန်းက hand sanitizer တွေကနေအယ်ကိုဟော60%လို့70%လို့ရှိရနော်အဲ့ဒါတွေကိုဒါလေးနဲ့တိုင်းပါတယ်အဲ့ဒီအဲ့ဒီ60% 70%ကိုဒီအယ်ကိုဟောမီတာလေးနဲ့တိုင်းပါတယ်ဒီအယ်ကိုဟောမီတာလေးနဲ့တိုင်းပါတယ်သူ့မှာဒီလိုလေးတွေပါပါတယ်သူ့မှာဒီလိုအမှတ်ကလေးတွေပါပါတယ်ဒီလိုအမှတ်ကလေးပါပါတယ် အဲ့ဒီအမှတ်ကလေးတွေနဲ့တိုင်းပါတယ်အဲ့ဒီအမှတ်ကလေးတွေက alcohol မီ alcohol percentage ကိုပြတဲ့အမှတ်ကလေးတွေပါ alcohol meter မှာပါတဲ့အမှတ်ကလေးတွေက alcohol percentage ကိုပြတဲ့အမှတ်ကလေးတွေပါနည်းနည်းသတိထားမှာလေသူ့ရဲ့ဖန်ကလေးကလေအရန်ပါတယ်ဒီလားပါတော့လေကွဲတတ်တယ်ကျမ၅ခုဝယ်တာ၂ခုကွဲလာတယ်၃ခုပဲကျမရတယ်เนาะသူကဒီလိုမျိုးလေးလာတယ် ဒီလိုမျိုးလေးလာတယ်ဒီလိုလေးလာတယ်ပြီးတဲ့မှာဒီလိုလေးထည့်ပြီးတော့မှလာတယ်အဲ့လိုမျိုးလေးလာတယ်အဲ့သူ့ကိုတည်တဲ့နေရာမှာအရန် queue site ပြီးတော့တည်ရတယ်နော်ဒီအယ်ကိုဟောမီတာလေးနဲ့တိုင်းပြပါမယ် ကဲအယ်ကိုဟိုမီတာလေးကိုစမ်းကြည့်ရအောင်နော်ဒါကရေပါဒါကရေပါရေသန့်မှာတောက်ရေသန့်မှာအဲ့ဒါလေးကိုအယ်ကိုဟိုမီတာလေးကိုသုံးပြီးစမ်းကြည့်ရအောင်နော်သူ့ရဲ့ခွက်ကလေးတိုင်းနဲ့ခွက်ကလေးက100မီလီလီတာရှိပါတယ်ဒီမှာသူ့ရဲ့အမှတ်လေးတွေရှိပါတယ်အဲ့ဒါ100မီလီလီတာရှိပါတယ်ဒီ100မီလီလီတာထိရောက်အောင်ကျွန်မထည့်ပါမယ်တောက်ရည်တန်းကိုထည့်ပြီးတော့မှစမ်းပါမယ် ဒီအယ်ကိုဟောမီတာလေးကိုထည့်လိုက်လို့ရှိရင်ဒီထဲမှာထည့်လိုက်ပါမယ်ထည့်လိုက်ရင်မီတာကဘာပြလဲဆိုတော့0ကိုပြပါတယ်မြင်ရလားမမြင်ရအောင်နော်နည်းနည်းလေးနေရာရွှေ့ပေးမယ်ဒီထဲမှာ alcohol percentage လုံးဝမရှိတဲ့အတွက်ကြောင့်ဒီမီတာလေးက0မှာပြနေပါတယ်။အဲ့တော့ဒီထဲမှာ alcohol percentage လုံးဝမရှိပါဘူးเนาะ။မကလေးอ่ะဒီမှာ0เนาะခုနတရားလေးကိုပြနေတာเนาะ ောက်တစ်ခုစမ်းပြပါမယ်။ hand sanitizer လေးတစ်ပူကျွန်မဝယ်ထားပါတယ်။ ethyl alcohol 70%လို့သူရေးထားပါတယ်။ hand sanitizer ethyl alcohol 70%လို့ရေးထားပါတယ်။အဲ့70 70%ဟုတ်မဟုတ်ကိုကျွန်မစမ်းကြည့်ပါမယ်။ဒီထဲကို100 ml ထဲကိုဒီထဲကို100 ml ထဲထည့်ပါမယ်။ စမ်းပါမယ်70မှာပြပါတယ်70မှာပြနေပါတယ်เนาะ မနေ70ကလည်းမနေလိုက်ရှာတယ်ဒီ70လေးမှပြနေပါတယ်เนาะသူကဒီ70လေးမှပြနေပါတယ်ဒီ70လေးမှပြနေပါတယ်အဲ့တော့သူက70%မှပြနေတဲ့အတွက်ကြောင့်သူပြောထားတဲ့အတိုင်းပဲ70%ပြည်ပါတယ် အယ်ကိုဟောမီတာကလည်း70%မှာပြပါတယ်နောက်တစ်မျိုးစမ်းကြည့်ကြမယ်သူကထိုင်းရလာတဲ့ပစ္စည်းတွေကြီးပဲเนาะအယ်ကိုဟော96%လို့ရေးထားပါတယ်မြင်ရလားမသိအယ်ကိုဟော96%လို့ရေးထားပါတယ်ကျမတို့အဲ့ဒါကိုစမ်းကြည့်ပါမယ် တရားကိုထည့်လိုက်ပါပြီ။ hydrometer လေးကို hydrometer လေးကိုထည့်လိုက်တော့သူက96%ရှိပါတယ်။90%နည်းနည်းလေးလိုတော့ထည့်မယ်နော်။95 96%ရှိပါတယ် အပေါ်တော်မမြုပ်ဘူးเนาะအပေါ်တော်96%တိုင်းလို့မရအောင်ဒါပေမဲ့95%ရှိပါတယ်အပေါ်ကိုသူတက်မလာနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့96%ထိမရှိလို့ကျမတို့တိုင်းနဲ့ကျမတို့အရေးထည့်တဲ့ခွက်ကဒီထက်ပိုမြင့်မှာ96%အပေါ်မှာเนาะအခု95%လောက်ရှိပါတယ် 95%ရှိပါတယ်ဒီထက်ပိုပြီးတော့ရေထည့်နိုင်မယ်ဆိုလို့ရှိရင်96%တိသားမယ်ပေါ့နော်အယ်ကိုဟိုရဲ့ level လေးကနည်းနည်းလေးမြင့်ဖို့လိုရယ်နော်မမြင့်တဲ့ခါကျတော့အခုက95မှာပဲပြနေပါတယ်ဆိုလိုတာသူ့ရဲ့ percentage ပြည့်တယ်ပေါ့နော်သူရေးထားတဲ့ percentage ပြည့်တယ်လို့ alcohol meter ကပြောပါတယ် ဆိုတော့ဒီ alcohol meter လေးအကြောင်းပြောချင်တာပါ alcohol percentage ဘလောက်ရှိလဲဆိုတာကို သူကအတိအကျပြောပြနိုင်တယ်เนาะအဲ့ဒါလေးကလည်းအိမ်တိုင်းမှာရှိသင့်တယ်လို့ထင်ပါတယ်နောက်တစ်ခုစမ်းပြပါမယ်ရှင်ဒါလေးကအရက်ပါ ဟိုတောက်တဲ့အရက်ပါအရက်သမားရဲ့အရက်သမားတွေတောက်ကြတဲ့အရက်ပါအရက်တောက်ခြင်းနဲ့အရက်တောက်တတ်တဲ့လူတွေတောက်လို့ရတဲ့အရက်ပါဆန်ကနေပြီးတော့မှထုတ်လုပ်ထားတဲ့အရက်ပါဒီစပနံလေးတွေပြထားနော်ဆန်ကနေပြီးတော့မှထုတ်လုပ်ထားတဲ့ဆန်အရက်ပါသူကဗာပြောထားလဲဆိုတော့30%အကူဟောလို့ပြောထားပါတယ်အရက်ပလင်းတိုင်းမှာ percentage ရှိပါတယ်အရက်ပလင်းရဲ့ percentage ရှိသူရေးထားပါတယ်ဘီယာမှာဆိုလို့ရှိရင်5% 6% ဲ့လိုတွေရေးထားပါတယ်အဲ့တော့ဘီယာကိုလည်းဒီထဲမှာထည့်ပြီးတော့မှာ alcohol percentage ဘီယာဘူးမှာပါတဲ့ percentage ကဟုတ်လားမဟုတ်လားဆိုတော့ဒီထဲကိုထည့်ပြီးတော့တိုင်းလို့ရပါတယ်အခုအရက်မှာပါတဲ့30%ကဟုတ်လားမဟုတ်လားဆိုတော့ကျွန်မက alcohol meter နဲ့ထည့်ပြီးတော့တိုင်းပါမယ် အဲ့တော့သူပြောထားပါတယ်အဲ့တော့ပလင်းမှာရေးထားတဲ့အတိုင်30%လို့ပြောထားတဲ့အတိုင်းပဲအယ်ကိုဟောမီတာကလည်း30%ဆိုတာပြထားပါတယ်ရှင်အဲ့တော့အယ်ကိုဟောမီတာလေးကတီးကြရနော်အဲ့ဒါလေးကိုတီးကြည့်ခြင်းလို့လာပြီးတင်ပြတာပါကျေးဇူးတင်ပါတယ်ရှင်